ဘရိုက်တန်လောက်ကတော့အာဆင်နယ်သားနိုင်ချင်ရင်အနိုင်ရဖို့မခက်ခဲဘူး။ကာရာဘောင်းပွဲကြိုဘရိုက်တန်များအားလုံးပဲမင်္ဂလာပါများအာဆင်နယ် legend help ကတင်ဆက်နေပါရီ။အာဆင်နယ်ကတော့ဘရိုက်တန်နဲ့ကာရာဘောင်းဖလားသရုပ်ထားစဉ်ပွဲစဉ်ကိုရှင်မြန်ကစားသွားရတော့မှာဖြစ်ပါရီ။ဒီပွဲနိုင်တော့ကွာတာနဲ့စီမီနှစ်ဆင်ပဲကျန်တော့မှာပါ။ဒီအသည်မှာအာဆင်နယ်ရဲ့ကစားမအင်အားစုဖွဲ့မှုကအတော်လေးကိုအားရစရာကောင်းလွန်နေပါရီ။ရင်တီတုံးကပွဲဆက်တွေများနိုင်ငံပွဲတွေဝင်လာရင်ကိုပြည်သက်တွေကဖျားဖျားတားနေကြရပါပြီ။ အတင်းကလည်းဒီကကစားမတရားလောက်တဲ့အရာသွားရင်ကိုပဲအထိုင်းကတိတိတတကိုပြည့်ရင်းသွားခဲ့ပြီးတော့ကစားပုံမှန်ရလက်ပိုင်းနေမှာတိတိတတထိုးရှင်သွားခဲ့ပါလိမ့်။အုံမအပြင်တော့စာကတန်ရရင်အာစနယ်တိုက်စစ်ပိုင်းကကြီးမားတဲ့တရားမှုတွေကိုခံစားရပြီးရုန်းကန်ခဲ့ရပါလိမ့်။ဒီနေ့မှတော့ဒါမျိုးမဖြစ်တော့ပါဘူး။လက်ရှိမှာအိုရီကတ်တန်ရနေတယ်ဆိုပေမဲ့အဇဲရီလိုကစားမတွေကအကောင်းဆုံးဝင်ရောက်ဖြည့်ဆွက်ကစားပေးနေတာပါ။ဒီလိုမျိုးကစားမအင်အားနှစ်သိန်းစာလောက်ရှိတာကြောင့်လေအာစနယ်ကဘာမှကိုစိတ်ပူစရာမလိုတော့ဘဲနဲ့တီတီငြိမ်ငြိမ်နဲ့ရှေ့ဆက်လာနိုင်ခဲ့ပါရီ အခုစားမဲ့ Brighton နဲ့ပွဲဆိုတာကလည်းအာဆနယ်သားတကယ်နိုင်ချင်ရင်အနိုင်ရဖို့မခက်ခဲတဲ့အနေအထားမျိုးဖြစ်ပါရည်။ပြီးကြတဲ့ရာသီကကာရာဘောင်းမှာစီမီထီတက်ရောက်နိုင်ခဲ့တာကြောင့်ဒီနေ့မှလည်းဒီဖလားကိုအာဒီတာအနေနဲ့နည်းနည်းလောက်အလေးထားမယ်လို့ယူဆရပါရည်။နောက်ပြီး Premier League အသင်း Brighton နဲ့ကြံရမှာဆိုတော့ဂုံတိတ်ခါပိုင်းအရာလည်းရှုံးခံလို့မရပါဘူး။ဒါကြောင့်အာဆနယ်နိုင်ပါလိမ့်မယ်။2-0 2-1တကုတ်ကုတ်နဲ့နိုင်ပွဲယူသွားလိမ့်မယ်လို့မြင်မိပါရည်ခင်ဗျာ။